မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လတ်ရှုမြို့ကိုတန်ရန်ဘက်ကနေစစ်ကူလာတဲ့အင်အား300ဝန်းကျင်ပါစစ်ကောင်စီတပ်ကို MNDAA နဲ့ BPLA ပူးပေါင်းတပ်တွေကကြပြတ်တိုက်ခတ်ရမှာစေကောင်စီတပ်သားအယောက်90ကျော်ဟာအသီးသီးတိတ်ကုန်ကြတဲ့ပြင်ရာခနန်းလောက်ဟာလည်းဒဏ်ရာတွေရသွားကြတဲ့အတွက်စစ်ကူစစ်ကြောင်းမှာပြတ်သွားပြီးကစင်ကလျားနဲ့နောက်ပြန်လှည့်ထွက်ပြေးသွားကြတယ်ဆိုပါလေ ကြက်ဖတ်စစ်ကောင်စီကသူတို့အကန့်အသတ်နဲ့ထုတ်ဝေခဲ့တာပါဆိုတဲ့2000နံငွေစက်ကူအသက်တွေကိုပြည်သူတွေကြားမှာဤအမျိုးမျိုးနဲ့ပမာဏအများအပြားလေပတ်ပြတ်နှံ့အောင်လှုပ်လာနေဖြစ်တဲ့အတွက်ပြည်တွင်းမှာငွေကြေးဖောင်းပွားမှုတွေဟာပုံမဆိုးရွားလာနေပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမအောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့လာရှုံမျိုးကိုတန်ရင်ဘက်ကနေစစ်ကူလာတဲ့ အင်အားပေါင်းရဝင့်ကျင်ပါအချက်ပတ်စစ်ကောင်စီတပ်ကို MNDAA နဲ့ BBLA ပူးပေါင်းတပ်တွေကကြပြတ်တိုက်ခတ်ရမှာစေကောင်စီတပ်သားအယောက်90ကျော်ဟာအသီးသီးသေကုန်ကြတဲ့အပြင်ရာကနန်းလောက်ဟာလည်းဒဏ်ရာတွေရသွားကြတဲ့အတွက်စစ်ကူစစ်ကြောင်းမှာပြတ်သွားပြီးကစင်ကလေးရနဲ့နောက်ပြန်လှည့်ထွက်ပြေးသွားကြတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇွန်လ26ရက်နေ့ကပဲ တန်ရံမြို့နယ်ကနေနတ်မူဆဲနောင်လိုင်းတို့ကိုဖျက်ပြီးလာရှို့ဘက်ကိုစစ်ကူလာတဲ့အင်အား300ဝန်းကျင်ပါစစ်ကောင်စီတပ်စစ်ကြောင်းကို MNDAA နဲ့ BBLA ပူးပေါင်းတပ်တွေကဇွန်လ30ရက်နေ့မှာပဲဟိုနာကျေးရွာအနီးမှာကြပြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားအယောက်90ကျော်ဟာစစ်ကားပေါ်မှာပဲမီလောင်ပြီးငုတ်တုတ်ကြီးသေနေတဲ့သူနဲ့လမ်းမပေါ်တွင်မှာသေနေကြတဲ့သူနဲ့နောက်ထပ်စစ်သားရကနဲ့လောက်ဟာလေဒဏ်ရာတွေရသွားကြပြီး စစ်ကူစစ်ကြောင်းတကြောင်လုံးပျက်စီးသွားတဲ့အပြင်ဂစင်ကလေးအနေနောက်ပြန်လှည့်ပြီးတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့တော်လိုင်းရင်တရင်ရှင်းမိကရှင်းပြထားပါတယ်အကြံဖက်စစ်ကောင်စီတပ်ကလက်ရှိလာရှုံမှာရှိတဲ့သူတို့ရဲ့တိုင်းစစ်ဌာနချုပ်ကြီးပြန်ရဖို့ဆိုပြီးဤမျိုးစုံနဲ့လုံနေပြီမဲ့သူတို့ရဲ့စစ်ကူစစ်ကြောင်းတွေဟာလဲမဟာမိတ်ပူပေါင်းတပ်တွေရဲ့ကြားပြတ်တိုက်ခိုက်မှုတွေကြားမှာပဲအတုံးအယုံသေနေကြပြီလွတ်လိုက်တဲ့စစ်ကူတွေဟာလဲအထိနာပြီးတော့တာပြန်ပြန်ထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်အဲ့ဒီတိုက်ပွဲတွင် ကားပေါ်ဒီမှာပါမိလောင်ပြီးအတုံးယုံသေနေကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မသားအလောင်းပုံအပြည့်စုံပါတဲ့ဓာတ်ပုံဗီဒီယိုတွေကိုတော့ရန်ကုန်ခေတ်တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျတဖက်မှာလေ2029ဒုတိယလှိုင်းစစ်စင်ရေးနဲ့အတူမန္တလေးတိုင်းမှာပါရှမ်းမစစ်စင်ရေးကိုဖော်ဆောင်နေတဲ့မန္တလေး PDF နဲ့မာမိတ်ပူပေါင်းတက်တွေကမတရားမျိုးနဲ့မှရှိတဲ့စစ်ကောင်စီတပ်စခန်းခုနှစ်ခုကိုထပ်မံသိမ်းပိုက်လိုက်ပြီးစုစုပေါင်းစစ်တပ်စခန်းပေါင်း35ခုကိုသိမ်းပိုက်ရရှိထားပြီလို့ မန္တလေး PDF ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်တထောင်စက်ကွန်စစ်စင်ရေးနဲ့အတူရှမ်းမန်းစစ်စင်ရေးကိုဖော်ဆောင်နေတဲ့မန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတက်တွေဟာမရေမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတခုပြီးတခုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လာနေရမှာအခုခါမှာတော့နောက်ထပ်စစ်ကောင်စီရဲ့ငလုံးပြွန်တောင်ကန်အောင်တပြေစတဲ့တပ်စခန်းတွေအပါအဝင်စုစုပေါင်းစစ်တပ်စခန်းပေါင်း9ခုကိုတတ်မှန်သိမ်းပိုက်ရရှိသွားပြီဆိုပါလေလက်ရှိမှာတော့ မရေမြို့နယ်ကစစ်ကောင်စီတပ်စခန်းပေါင်း35ခုကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိထားပြီးနောက်ထပ်ဂျန်နေသေးတဲ့စစ်တပ်စခန်းတွေကိုလည်းတအားရှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်2029စစ်ဆင်ရေးရဲ့ဒုတိယလှိုင်းနဲ့အတူရှမ်းမန်းစစ်ဆင်ရေးအဖြစ်ဆက်လက်ဆင်နွှဲနေတယ်လို့လည်းသိရပါပါတယ်ခင်ဗျာတဖက်မှာလေရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်ကမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲပြီး2029စစ်ဆင်ရေးကိုဖော်ဆောင်နေတဲ့ MNDAA TNLA AA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကို ကင်းဒီလူငယ်မြတ်နဲ့မန္တလေးချမ်းမာရေးမိသားစုကလေဆာဂွန်ပြူထောက်ခံတဲ့အကြောင်းထုတ်ပြန်ကြေညာထားကြပါလေလက်ရှိ2029ဆက်စင်ရေးရဲ့ပထမလှိုင်းရောဒုတိယလှိုင်းမှာပါရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုမြို့အပါအဝင်မြို့ပေါင်း16မြို့ကိုသိမ်းပိုက်ပြီးတပြိုင်နက်တည်းပြည်သူအုပ်ချုပ်ရစ်ကိုပါစနစ်တကျဖွဲ့စည်းနိုင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ရဲ့ပျောင်မြောက်လှတဲ့ဗျူဟာကိုပါလေဆာဂွန်ပြူပါတယ်လို့ကင်းဒီလူငယ်မြတ်တမကကနေဇွန်လ30ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်တစ်ဖက်မှာလည်း လက်ရှိ2029စစ်စင်ရေးဒုတိယပိုင်းမှာစစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ရမခရှိရာလာရှုမြို့ကိုအောင်အောင်မြင်မြင်သိမ့်ပိုက်ထိန်းချုပ်နိုင်မှုနဲ့စစ်ကောင်စီတပ်တွေကိုရှင်းလင်းနိုင်ခဲ့တဲ့ MNDAA နဲ့ပူးပေါင်းတပ်တွေကိုလေဆာဂုံပြူပါတယ်လို့လည်းမန္တလေးကျမ်းမာရေးမိသားစုကပါထုတ်ပြန်ထားပါသေးတယ်။တစက်ထဲမှာပဲရခိုင်ပြည်နယ်မှာလည်းအကြံဖက်စစ်ကောင်စီကင်းစင်ရေးဆောင်ရွက်နေတဲ့ညီတော်မဟာမိတ်အဖွဲ့ဝင်အရခတ်တတော် AA ဟာလည်း2029စစ်စင်ရေးအတွင်းတန်တွဲမြို့အပါဝင်ရခိုင်ပြည်နယ်ကမြို့တွေအများပြားကိုသိမ့်ပိုက်ပြီး စကောက်စီတက်တွေကိုရှင်းလင်းနိုင်ခဲ့တဲ့အတွက်အရခတတော်အေအေကိုလည်းရခိုင်ပြည်သူတွေနဲ့တတ်တူကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်လို့လည်းမန္တလေးကျမ်းမာရေးမိသားစုကထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်အခုလို2029စစ်စင်ရေးကြီးရဲ့ပထမလှိုင်းရောဒုတိယလှိုင်းကိုပါညီတော်မမိတ်သုံးခွနဲ့မမိတ်ပူပေါင်းတက်တွေကိုအားပေးခဲ့ကြတယ်အဖိနှိတ်ခံမြမပြည်သူတရက်လုံးကိုလည်းညီတော်မဟာမိတ်သုံးဘက်ကအလေးနဲ့ကျေးဇူးတင်တဲ့အကြောင်းကိုလည်းပြန်လည်ထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ အကြံဖတ်စစ်ကောင်စီကိုတရုတ်နိုင်ငံကထောက်ခံမှုတွေမလုပ်ဖို့နဲ့မြန်မာနိုင်ငံရေးမှာတရုတ်အစိုးရကဝင်ရောက်စွပ်ဖက်နေတာတွေကိုပါရက်ဆိုင်ပေးဖို့ဗြိတိန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံနဲ့အမေရိကန်ပြည်ထောင်စုကကုလသမဂ္ဂဆိုင်ရာတရုတ်ကိုယ်စားလှယ်ရုံရှိတွေမှာပြပရောက်မြန်မာတွေကဆန္နာပြတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲဗြိတိန်နိုင်ငံလန်ဒန်မြို့ကတရုတ်တန်ရုံရှိမှာတရုတ်နိုင်ငံအနေနဲ့အကြံဖတ်စစ်ကောင်စီကိုထောက်ခံမှုတွေမလုပ်ဖို့နဲ့ရေဦးတော်လိုင်းရေကိုနှောက်ရှက်ဟန်တာဒါတွေမလုပ်ဖို့အပြင် စကောက်စီကိုဆက်လက်နဲ့ပြစီရောင်းချတာတွေကိုပါမလုပ်ဖို့ဗြိတိန်ရောက်မြန်မာနိုင်ငံသားအယောက်150ဝန်းကျင်ကကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။တစ်ဖက်ကအမေရိကန်ပြည်ထောင်စုနယူးယောက်စီးတီးမှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံးရှိမှလဲမနေ့ကပဲမြန်မာနိုင်ငံရဲ့တကြွလှောက်ရှားသူပြည်သူတွေကတရုတ်နိုင်ငံအနေနဲ့မြန်မာနွေဦးတော်လန်ရေးကိုနှီးလန့်မျိုးစုံနဲ့နှောက်ရှက်ဟန်တာနေတာတွေကိုချက်ချင်းရပ်တန့်ပေးဖို့ ਨੇ ဆန္ဒပြပွဲအတွင်းကိုအိမ်ကိုပြန်တဲ့လမ်းဘသူမှတာစီခွင့်မရှိ ်ငါတို့နိုင်ငံအနာဂတ်ပြည်သူတွေကိုယ်တိုင်ဆုံးဖြတ်မယ်ပြည်သူဒေါ်လာကြီးပဲဘွဲစားမှကြားဖြတ်ခွင့်မရှိအရာရာဟာပြည်သူသဘောထားအတိုင်းဖြစ်စေရမယ်ဆိုတဲ့ကြွေးကြော်သံတွေကိုပါဟစ်ကြွေးဆန္ဒပြခဲ့ကြတဲ့အပြင်တရုတ်မစ်ရှင်ရုံးနဲ့တက်ဆိုင်တဲ့ဌာနတွေကိုပါအိတ်ဖွင့်ပေးစာလဲတဘာတဲ့ပေးပို့ခဲ့တယ်လို့သိရပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့လိုင်တရာမြို့နယ်ကတောင်ကြီးရက်စကန်ကင်မုံကိုတော်လိုင်းရက်ပေါ်ကြီးက၄၀မမဘုံဒီနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲသုံးဦးထိခိုက်ဒဏ်ရာရသွားပြီးကာဒစီဘာပျက်စီးသွားတယ်လို့ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇော်လရ28ရက်နေ့ကပဲရန်ကုန်မြို့လှိုင်းတရားမြို့နယ်ကတောင်ကြီးရက်စကန်ကင်းဘုံကိုရန်ကုန်မြို့ပြ UG ရက်ဘော်တွေကနေရန်ကုန်မြို့လိုနေရာမှာ40မမဘုံဒီတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီရဲ့ရဲကားပေါ်ကို40မမဘုံဒီတဲတဲကြောက်ရောက်ပကွက်သွားပြီး ကားလဲပျက်စီးသွားတဲ့အပြင်ရဲသုံးဦးလဲဒဏ်ရာရသွားပြီးတော့လူနာတင်ကားတွေနဲ့တဲသွားကြသလိုသေမသေးကိုတော့မသိရသေးဘူးလို့ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စက်ကောင်စီကသူတို့အကန့်အသတ်နဲ့ထုတ်ဝေခဲ့တာပါဆိုတဲ့2000တန်ငွေစက်ကူအစ်စ်တွေကိုပြည်သူတွေအကြမ်းအင်းဤအမျိုးမျိုးနဲ့ပမာဏအများအပြားလက်ပတ်ပြန့်နှံ့အောင်လှုပ်လာနေပြီဖြစ်တဲ့အတွက်ပြည်တွင်းမှာငွေကြေးဖောင်းပွားမှုတွေဟာပုံမိုဆိုးရွားလာနေပြီလို့ ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းနဲ့ပြည်သူတချို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိပြည်သူတွေကြားမှာငွေကြေးဖောင်းပွားမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲစစ်ကောင်စီကသူတို့ရဲ့စင်ပြူတော်အထိမ်းအမှတ်ဖြစ်ဆိုပြီးအကန့်အသတ်နဲ့သာထုတ်ဝေတယ်ဆိုတဲ့နှစ်ပေါင်းနဲ့ငွေဆက်ကူအစ်စ်တွေကိုပြည်သူတွေကြားမှာပမာဏအများအပြားနဲ့လေပတ်ပြန့်နှံ့အောင်လှုပ်လာနေပြီဆိုပါတယ်။ရန်ကုန်မြို့ကုန်းတဲလက်နဲ့စုလေဖျားလန်းတောင်းကစစ်ကောင်စီလက်အောက်ခံမြမစီးပွားရေးဘဏ်ငွေစုဘဏ်ကွဲသုံးမှာငွေထုတ်ခဲ့တဲ့ပြည်သူတို့အုပ်ကိုဆိုရင် ထုတ်ယူခြင်းနဲ့ငွေကြေးရဲ့ဆယ်ရာခိုင်နှုန်းက2000နဲ့ငွေဆက်ကူအစ်စ်တွေကိုသာထုတ်ပေးခဲ့တယ်လို့မြန်မာစီးပွားရေးဘဏ်ကွဲသုံးမှာငွေထုတ်ခဲ့တဲ့ပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့ဝင်ကြီးဌာနတန်တာတွေကိုငွေပြန်ထုတ်ပေးတဲ့အချိန်မှာလည်း2000နဲ့ငွေဆက်ကူအစ်စ်တွေကိုသာထုတ်ပေးနေပြီ။သူတို့စစ်တလောက်ခံဗန်တွေကနေငွေထုတ်ရင်လဲ2000တန်ငွေဆက်ကူအစ်စ်တွေကိုရာခိုင်နှုန်းညှက်ပြီးပေးတာတွေ ਨੇ ပုဂလိကဗန်တွေမှာလဲ2000တန်ငွေဆက်ကူအစ်စ်တွေကိုညှက်ပြီးပေးတာတွေကိုလှုပ်လာသလိုပြည်သူတွေကြမှာ ၂000နန်းငွေစက်ကူအစ်စ်တွေကိုစစ်ကောင်စီကနီလန့်အမျိုးမျိုးနဲ့ဖျက်နေပြီလို့ UMSCCI ရဲ့အဖွဲ့ဝင်စီးပွားရေးသမားတဦးကပြောထားပါတယ်။အချမ်းဖက်စစ်ကောင်စီကအခုလာမယ့်ဩဂုတ်လ၁ရက်နေ့ကစပြီးသူလောက်ခံဝင်နန်းတွေကိုလည်းလာစား3000စီတိုးမြင့်ပေးမယ်လို့ကြေညာထားတဲ့အတွက်၂000နန်းငွေစက်ကူအစ်စ်တွေကိုပုံမုံသုံးဆွဲလာမှာဖြစ်တယ်လို့အခုတော့ငွေကြေးဖောင်းပွားမှုတွေကြောင့်ဒေါ်လာဈေးတွေထိမ့်မနိုင်အောင်မြင့်တက်နေတဲ့အချိန်မှာပဲအခုလို၂000နန်းငွေစက်ကူအစ်စ်တွေကိုစစ်ကောင်စီကဖြန့်လာနေပြီဖြစ်တဲ့အတွက် ပြည်တွင်းမှာငွေကြေးဖောင်းပွားမှုတွေကတော့ပိုပိုဘီဒေါ်တာဆိုဝါလာနေပြီလို့ UMCCI အဖွဲ့ဝင်စီးပွားရေးသမားတဦးကတုံ့သက်ပြောဆိုထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲပြည်တွင်းစီးပွားရေးဈေးကွက်မှာ American Dollar လာကိုမြန်မာငွေကြက်9400ကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားပြီအခောက်ရွှေတစ်ကျပ်သားကိုငွေကြက်68သိန်း2000တိစံချိန်တင်ဈေးနှုန်းထိုးတက်သွားပြန်ပြီလို့ရွှေကုန်သင်တဲ့နိုင်ငံခြားငွေလဲတိုင်တူကပြောပါတယ်ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးနှုန်းတွေဟာဇူလိုင်လ28ရက်နေ့ကစပြီးတဟုန်တို့မြင့်တက်လာရကနေဒီကနေ့ဇူလိုင်လ31ရက်နေ့မှာတော့ဒေါ်လာကိုငွေကျပ်9400ကျော်သွားပြီဖြစ်တဲ့အပြင်ဈေးကွက်ထဲမှာဆိုရင်ပေါက်ဈေးထက်ကိုဒေါ်လာ200 300ပိုပေးပြီးဝယ်နေရတာတော့ဝယ်ယူတဲ့သူတွေသာများပြားနေတယ်လို့နိုင်ငံခြားငွေလဲတိုင်တူကပြောထားပါတယ်တစ်ဖက်ကပြည်တွင်းရွှေဈေးနှုန်းဟာလည်းတဟုန်တို့မြင့်တက်လာရကနေအခောက်ရွှေတစ်ချပ်ကိုငွေကျပ်68သိန်း2000တိစံချိန်တင်ဈေးနှုန်းမြင့်တက်သွားပြန်ပြီ။ အခောက်ရွှေပိုင်းမှာလည်းရောက်မဲ့သူတွေကမရောက်ရဲပဲလက်ထဲမှာကင်ထားကြတာကြောင့်အယောင်နဲ့နေပြီးဝယ်မဲ့သူတွေသားညနေတယ်လို့ရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါသေးတယ်ခဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ